အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ပြပြမယ့်အကြောင်းအရာကတော့ active thinking လို့ခေါ်တဲ့အခ ਿਆ သင်္ချာတွေးခေါ်ပဲဖြစ်ပါတယ်။အခ ਿਆ သင်္ချာတွေးခေါ်ဆိုတာကတော့အခ ਿਆ တွေရဲ့အကြောင်းမှရှိတဲ့ဆက်စပ်မှုတွေကိုတင်နာလဲမယ်။သူတို့တွေဟာဘယ်လိုမျိုးတည်ဆောက်မှုပုံစံတွေရှိသလဲဆိုတာနားလည်ပြီးတော့ အဲ့ဒီကတဆင့်တွေးခေါ်မှုတွေကိုဖွံ့ဖြိုးတိုးတက်သွားစေနိုင်တဲ့အကြောင်းအရာမျိုးဖြစ်ပါတယ်။အခင်ရတင်စာဆိုတဲ့အကြောင်းအရာဟာအကြောင်းအရာဖြစ်ရလေတော့မဟုတ်ပါဘူး။သူဟာအမြဲတမ်းစဉ်စဉ်သုံးသပ်မှုတွေနဲ့သူ့ရဲ့ thinking တွေးခေါ်မှုကိုညှင့်တင်ပေးနေရမယ့် process ဖြစ်စဉ်ကြီးတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီအခေယံတင်စာနဲ့ပတ်သက်ပြီးတော့နားလည်နိုင်သေးဖို့အတွက်ဆိုရင်ကလေးတွေဟာ pattern ဆိုတာကိုသိနာလည်ဖို့လိုပါတယ် ပတ်တမ်းဆိုတာကတော့ရုပ်ပုံသို့မဟုတ်ပုံသဏ္ဍာန်ဒါမှမဟုတ်အရာဝတ္ထုစသည်တို့ကိုတီးခြားစီစဉ်ထားတယ်တီးခြားစီစဉ်ထားတဲ့ဖွဲ့စည်းမှုတစ်ခုဒါမှမဟုတ်လို့ရှိရင်တော့အဲ့ဒီအရာတွေကိုထက်ခါထက်ခါထက်တက်လဲလဲနဲ့ဖော်ပြထားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဖွဲ့စည်းမှုတစ်ခုကိုဖွဲ့စည်းမှုပုံစံကိုပတ်တမ်းလို့ခေါ်ပါတယ်ဥပမာအနေနဲ့ကြည့်ရအောင်ပါဒီမှာဆိုလို့ရှိရင် Diamond Stucan လေးရှိမယ်ပြီးရင် တရီကန်လေးရှိမယ်ပြီးရင်သဝိုင်းလေးရှိမယ်ဒါဆိုရင်နောက်တစ်ခါသူပါလာမယ်ဆိုရင်တောင်မန်စတူကန်လေးရှိမယ်တရီကန်လေးရှိမယ်နောက်တစ်ခါသဝိုင်းလာမယ်ဒါကိုကြည့်ချင်းအပြင်ကျမတို့နောင်ဖြစ်မဲ့အကြောင်းအရာကိုခံမှန်းလို့ရနေပါတယ်။ down man student လာမယ်။ tree can လာမယ်။ဒါဆိုရင် someone လာမယ်။အဲ့ဒီဖြစ်စင်မှာဆိုလို့ရှိရင်တော့သူဟာ down man student ပြီးရင် tree can လာတယ်။ ထရီဂန်ပြီးရင်စဝိုင်းလာတယ်။သူ့ရဲ့ဖွဲ့စည်းမှုသူ့ရဲ့ပုံစံအတိုင်းဖြစ်ပေါ်နေတဲ့အတွက်ကြောင့်ဒီဥစ္စာလေးကိုဘာလို့သတ်မှတ်လို့ရလဲဆိုရင်ဘတ်တန်လို့သတ်မှတ်လို့ရပါတယ်။ဒါကတူညီတဲ့အရာတွေကိုထက်ခါထက်ခါလှုပ်ခြင်းအဖြစ်သူ့မှာပုံစံတစ်ခုပေါ်ပေါက်လာခြင်းကိုဘတ်တန်လို့ယူဆလို့ရပါတယ်။အပေါ်မှာကျမတို့စက်ကြည့်အောင်ပါအသေးပုံလေးထဲမှာခန်းနှန်းလေးရေးကြည့်အောင်1 4 30 ဒါဆိုရင်နောက်မှရှိနေတဲ့တဲပုံလေးနဲ့မှအဖြေဟာဘာဖြစ်မလဲ။ကျမတို့ကလေးတွေကိုအဲ့လိုမေးလိုက်တဲ့အခါမှာကလေးတီဒီပရဂရမ်ခုကို source လုပ်ဖို့အတွက်ဆိုရင်သူတို့ရဲ့သူတို့အကြောင်းကိုသိဖို့လိုတယ်။တက်တဲ့၄တီတက်တဲ့ကြီးနေတယ်။ခုနှစ်တီ၄တဲ့ကြီးရယ်၁၀တီခုနှစ်တဲ့ကြီးရယ်။ဒါဆိုရင်ဒီဘက်မှာရှိနေတဲ့ color လေးဟာ၁၀တဲ့ကြီးနေဖို့လိုပါတယ်။ကြီးကိုကြီးနေမယ်လို့သတ်မှတ်လို့ရတယ်။ နောက်တစ်ခါသူတို့ကြားမှာအဖြေပါဖြစ်မလဲဆိုရင်ဆက်သွဲချက်ကိုရှာပါတယ်3နဲ့4ဆိုတာတက်ကို3ပေါင်းလို့ဖြေလေးရတယ်4ကို3ပေါင်းလို့9ရတယ်9ကို3ပေါင်းလို့10ရတယ်ဒါဆိုသူတို့ရဲ့ကြားမှာရှိနေတဲ့ဆက်သွဲချက်ပုံသဏ္ဍာန်ပြီး +3 3ပေါင်းထားတယ်ဆိုတာကိုသူသိသွားတယ်ဆက်သွဲချက်ကိုသိပြီးတော့ဂျေဘူးရချုပ်ဆိုခြင်းအပြင်ဒါဆိုသူတို့ကြားသည်3ပေါင်းရင်ဖြေရနိုင်ဒါကြောင့် တဆိုင်ကိုသုံးပေါင်းလိုက်တဲ့အခါမှာဖြည့်73ဆိုတာဖြစ်လာတယ်။ထိုနည်း၎င်းမဲ့အဲ့ဒီရလာတဲ့ဖြည့်73နဲ့ကိုသုံးပေါင်းလိုက်ရင်တော့ဘယ်မှာဖြည့်74ဆိုတာရမှာပါ။ဒါကြောင့်အခေယသင်္ခါတွေးခေါ်ခြင်းမှာဆိုရင်ခလေးဟာပတ်တံကိုတည်နာလေရမယ်။ပြီးရင်ခွဲချမ်းခွဲခြားသုံးသပ်နိုင်စွမ်းရှိရမယ်။ပြီးတော့သူတို့ရဲ့ခြေမှာရှိတဲ့ဆက်သွယ်ချက်တွေကိုဖော်ပြနိုင်ရမယ်။ရေဘူးရချုပ်ဆိုနိုင်ခြင်းနဲ့နောက်မှာတော့ပို့ပို့ပြီးတော့ပက်တန်တွေမြင့်လာတာနဲ့ တွေးခေါ်မှုမြင်လာတဲ့မြန်ဘလို့ပြောင်းလဲနိုင်နေဆိုတာတွေကိုပါခွဲခြားသတ်မှတ်နိုင်ခြင်းဆိုရဲစွမ်းရည်ပါလာပါတယ်။အမစကြင်းရင်တော့ဒီမှာကျမတို့စဝိုင်းလေးထဲမှာရှိရဲ့ကိန်းမျိုးကြည့်အောင်ပါ1 2 3 4 5 6ဒါဆိုရင်ဟိုဘက်စဝိုင်းထဲမှာဖြီးပါရှိမလဲကျမယူဆုံနေစင်မဲ့တီးလို့ရပါတယ်1 2 3 4 5 6ဆိုတဲ့အတွက်ကြောင့်ကိန်းကနန်းနေရေးတွက်ချင်းဖြစ်တဲ့အတွက်ကြောင့် ပထမဒန်းရဲ့ပတ္တန်ဟာကနန်းရည်တွက်ခြင်းပဲဖြစ်ပါတယ်ဒုတိယဒန်းရဲ့ပတ္တန်ကိုရှာဖို့အတွက်ဆိုရင်တော့သူပေးထားတဲ့ဂိမ်းတွေရဲ့ဆက်သွယ်ချက်ကိုကျမတို့ကြည့်ရပါမယ်3 5 9 7 1ဟိုဘက်မှာဆက်ဖြစ်လို့ရှိရင်တော့ဆက်73နဲ့75ဆိုပြီးရှိမှာပါဒါဆိုရင်တို့ချားမှာရှိနေဆက်သွယ်ချက်ကိုကြည့်မယ်ဆိုရင်တို့ဟာ +2 ဘာလဲဆိုရင်2ပေါင်းထားခြင်းပဲဖြစ်ပါတယ်ဒါသည်တို့ရဲ့ ခွဲခြားပေါ်တန်းသည်ကင်းကင်းနဲ့ရည်တွဲခြင်းပတ်တန်းပုံစံဖြစ်ပေမဲ့အောက်မှာတော့ plus 2ပုံစံဖြစ်ပါတယ်။ကျွန်တော်တို့စဉ်းစားကြည့်အောင်မှာဒီကျဲလေးထဲမှာရှိနေတဲ့ကင်းကင်းနဲ့တွေက3 6 9 55 60 24 30 35ဆိုဖော်ပြထားတယ်။သူတို့အားလုံးရဲ့ common သူတို့အားလုံးကိုနဲ့ပတ်သက်နေတဲ့ common ပေါင်းဆက်သွယ်နေတဲ့ pattern ဟာဘာဖြစ်နိုင်မလဲလို့ကျွန်တော်တို့စဉ်းစားရပါမယ်။ဒါဆို3 6 9 2565ဖြစ်ရှင်နိုင်မှုဆိုရင်3ရက်စာတုပ်ကိန်းလေးဖြစ်ပါတယ်။ဒါဆိုရင်တော့အခုပြထားတဲ့အခုပြထားတဲ့ပန်းမင်လေးမှာဆိုလို့ရှိရင်တော့သူ့ရဲ့ပွင့်ချက်လေးတွေမှာဂိန်းနှန်းတွေဟာ123 569 456 698 989 234ဆိုပြီးတော့ဖော်ပြထားပါတယ်။ သူတို့ရဲ့ကိန်းကနန်းလေးတွေဖြစ်ပေါ်လာတဲ့ပုံစံပေါ့ဖြစ်ပေါ်လာတဲ့ pattern ဟာဘာဖြစ်မလဲလို့ကျမတို့စဉ်းစားကြည့်ရအောင်ပါဒီဖြေလေးကိုတော့အားလုံးသိကြလိမ့်မယ်လို့ညွှန်လဲပါတယ်ကျေးဇူးတင်ပါတယ်ရှင်